မင်္ဂလာပါကျမ Inner Harmony က Life Push Energy Healer ပို့ယူပါကျမတို့နေရာဒေသရဲ့လွှမ်းမိုးမှုဆိုတဲ့အရာကိုကြုံမှုလားကျမနေရာဒေသတစ်ခုကိုရောက်သွားတဲ့ခါကြလို့ရှိရင်အဲ့ဒီနေရာဒေသရဲ့ vibration လို့ခေါ်တဲ့အဲ့ဒီနေရာဒေသရဲ့ vibe အဲ့ဒီနေရာဒေသမှာရှိခဲ့တဲ့လူတွေရဲ့ vibe အဲ့ဒီနေရာဒေသရဲ့လွှမ်းမိုးမှုကိုအပြည့်အဝခံစားရတာမျိုးကျမအမြဲတမ်းကြုံမှုတယ် ကျွန်မခီးတွေထွက်တဲ့အခါတိုင်းမှာအဲ့ဒီသွားတဲ့နေရာဒေသမှာရှိနေတဲ့လူအယောက်စီတိုင်းရဲ့အဲ့ဒီလူတွေရဲ့စိတ်နေစိတ်ထားအဲ့ဒီလူတွေရဲ့အမှုကျင့်တွေအဲ့ဒီလူရဲ့ energy တွေဒီຢာတွေရဲ့လွှမ်းမိုးမှုတွေရှိသလိုအဲ့ဒီနေရာဒေသမှာရှိနေတဲ့နေရာဒေသရဲ့ story တွေတမိုင်းချောင်းတွေဒီຢာတွေရဲ့လွှမ်းမိုးမှုတွေကိုလေကျွန်မအမြဲတမ်းခံစားမိကျွန်မခုအထက်အညာဒေသရဲ့မြန်မာနိုင်ငံရဲ့ပထမမြန်မာနိုင်ငံတော်ဖြစ်တဲ့ဗကံကိုကျွန်မရောက်ရှိနေတာဖြစ်ပါတယ် ဘကန်မှာကျမတို့အများကြီး experience တွေရခဲ့တာဖြစ်တယ်။ကျမဘကန်ကိုရောက်တဲ့အချိန်မှာဘကန်ဒေတာရဲ့လွှမ်းမိုးမှုတွေကျမအများကြီးခံစားရတယ်။အဲ့ဒီက energy တွေလည်းကျမအများကြီးခံစားရတယ်။အဲ့မှာကျမပထမဦးဆုံးအနေနဲ့ပေါ့နော်။ကျမဘယ်လိုမျိုး vibe ကိုခံစားရလဲဆိုရင်ကျမတို့မကြုံဘူးရဲ့ပေါ့နော်ဒီအထက်အညာဒေတာရဲ့အင်မတန်ရိုးရှင်းပြီးတော့မှချစ်စရာကောင်းတဲ့ဒလိထုံးတန်းစင်လာပြီး ရှင်ကြီးမှုကြီးဒီလိုအရာတွေချစ်စရာကောင်းတဲ့ဒလိတွေဒါတွေကိုခံစားရတယ်။အင်မတန်အဖိုးမဖြတ်နိုင်တဲ့တစ်ပင်အကြီးကြီးတမိုးရှိတဲ့အရာတွေဒီအရာတွေကိုလည်းခံစားရတယ်။ကျမဒီနေ့အဓိကမျှဝေခြင်းနဲ့အဓိကကျမပေးခြင်းနဲ့အကြောင်းအရာကဘာလဲဆိုလို့ရှိရင်ကျမဒီပကံမြေပေါ်ကိုစတင်ပြီးတော့ရောက်ရှိလာတဲ့အချိန်မှာကျမနင်းနေနေနေ feel in လုပ်လို့ရတဲ့အရာကဘာလဲဆိုရင် attachment ပကံမြေပေါ်မှာကျမခံစားရတဲ့ဆွဲလန်းမှုဆိုတဲ့အရာ အဲ့ဒီအရာကအခုဒီဘက်ခင်မှာမှမဟုတ်ပဲနေခေအဆက်ဆက်ဟိုးရှိတဲ့ကတမိုင်းကြောင်းအစင်လာရခေအဆက်ဆက်လူတွေမှာရှိခဲ့တဲ့ attachment လို့ခေါ်တဲ့ဆွဲလန်းမှုကြီး immediate frequency လိုင်းရ immediate လူတွေစီမှာဟိုခေအဆက်ဆက်မှာရှိခဲ့တဲ့ဆွဲလန်းမှုကိုကိုတိုင်းကိုကိုကိုဆွဲလန်းမှုအခြားသူတယောက်ပေါ်မှာအခြားသောလူတွေပေါ်မှာဆွဲလန်းမှု ကျုပ်ဝိထုပစ္စည်းတွေနိုင်ငံတွေတိုင်းပြည်တွေဒီအရာတွေပေါ်မှာရှိနေတဲ့ညာစွာသောဆွဲလန်းမှုတွေကြောင့်ဖြစ်ပျက်ခဲ့တဲ့အရာတွေပေါ့နော်အဲ့ဒီရဲ့ vibration အဲ့ဒီရဲ့ energy ရဲ့လွှဲမှုမှုတိတိကျကျလေးကိုကျွန်မခန်းစားလို့ရတယ်အဲ့တော့ကျွန်မဒီနေ့မှာ attachment ဆိုတဲ့ဆွဲလန်းမှုတွေအဲဒီအရာတွေနဲ့ပတ်သက်ပြီးတော့မှကျွန်မညှောက်ဝေပြည့်ချင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့နေ့စဉ်ဖြတ်သန်းနေရကျွန်တော်တို့နေနေစဉ်ဘဝတစ်လျှောက်လုံးမှာလူတော်တော်များများကဆွဲလန်းမှုကိုပြောလိုက်တဲ့အခါကြလို့ရှိရင် ိုကနေပြီးတော့မှကိုပိုက်ဆိုင်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေကိုဆွဲလန်းမှု ရှိရဲလို့ထင်ကြတယ်။ကိုကနေပြီးတော့မှအခြားသူတယောက်ကိုဆွဲလန်းမှုရှိရဲလို့ထင်ကြတယ်။ကိုကနေပြီးတော့မှကိုရဲ့ဖြစ်တည်မှုကိုကိုကိုပြန်ပြီးဆွဲလန်းနေရတဲ့အရာကိုတော်တော်များများကသတိမထားမိတတ်ကြတာရှိတယ်။အဲ့တော့တကယ်တကယ်ကကိုကနေပြီးတော့မှကိုရဲ့ဖြစ်တည်မှုကိုကိုကိုဆွဲလန်းမှုငါဆိုတဲ့အရာကိုဆွဲလန်းမှုရှိတဲ့အရာကိုတကယ်ကို notice ဖြစ်ပြီးတော့မှတေချာလေးသတိထားမိဖို့အင်မတန်အရေးကြီးပါတယ်။ အဲ့ဒီအရာကဖြုတ်ချဖို့အတွက်အင်မတန်ခဲယဉ်ဆုံးအရာတစ်ခုဖြစ်တယ်။ကိုဆိုရဲဖြစ်တည်မှုကိုကတော်တယ်ကိုကတက်တယ်ကိုကလှုပ်တက်တယ်ကိုကိုထင်မရဘူးဆိုရဲအဲ့ဒီငားဆိုတဲ့အရာ ဖြစ်တည်မှုကိုဖြုတ်ချဖို့ဟာအင်မတန်ခဲယဉ်ပါတယ်။အခြားသောအရာတွေအခြားသူတွေကိုဆွဲလန်းမှုကိုကိုကိုဆိုရဲကိုရဲ့ဖြစ်တည်မှုကိုဖြုတ်ချနိုင်မှသာလျှင်ကိုကနေဆက်ဆက်ပြီးတော့မှဖြစ်တည်လာတဲ့ကိုရဲ့မိသားစုဝင်ကြီးကိုညီကိုမောင်နှမတွေကိုမိဘတွေကိုရဲ့သားသမီးတွေစသဖြင့်အခြားကိုရဲ့ community ကို ကိုယ်နဲ့ပတ်သက်တဲ့လူတွေကိုလွှမ်းမိုးနေတဲ့အရာကြီးကိုယ့်ရဲ့တန်ရုံးစင်ကြိုးတွေဒီအရာတွေကိုတဖြည်းဖြည်းလွှတ်ချဖို့ဖြုတ်ချဖို့တဖြည်းဖြည်းရှော့ချဖို့အဲ့ဒီအရာတွေစပြီးစ조사လို့ရမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ကိုယ့်ရဲ့ချစ်တည်မှုကြီးကိုကိုယ်တိုင်ကိုရှော့ချဖို့အတွက်ကိုယ့်ရဲ့စိတ်ကလေးကိုတဆင့်အရင်ဦးဆုံးစပြီးတော့ရှော့ချဖို့အတွက်အခုမှနေစပြီးတော့ကိုယ့်ဟာနဲ့ကိုပြန်ပြီးတော့ကြည်ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့အတွင်းထဲကိုပြန်ပြီးတော့မှ ကြည့်ဖို့လိုအပ်ပါတယ်အဲ့တော့ကျမတို့ကကိုယ့်ရဲ့အတွင်းတွေကိုပြန်ကြည့်ပါလို့ပြောတဲ့အခါကျလို့ရှင်ကိုယ့်ရဲ့ inner တွေမှာကိုယ့်ရဲ့ insight တွေမှာဘာတွေရှိလဲဆိုတာပြန်ကြည့်တဲ့အလုပ်ဟာကိုယ့်ရဲ့ inner work ပဲဖြစ်ပါတယ်ကိုယ့်ကိုယ်ကိုပြန်ကြည့်ရဲဆိုတာကိုယ့်ကိုယ်ကိုပြန်လဲသုံးသပ်ခြင်းတမျိုးဖြစ်ပါတယ်ကိုယ့်ကိုယ်ကိုပြန်သုံးသပ်တဲ့အခါမှာကိုယ့်ရဲ့အပေါ်ယံပေါ့နော်အပေါ်ယံအပြန်သုံးတော့ပြန်သုံးသပ်တာပဲဒါပေမဲ့ အာငါကောင်းနေပါသေးတယ်ငါလုံနိုင်ပါသေးတယ်ငါအကုန်လုံးရနေတာပဲဆိုရဲအပေါ်ရင် ego နဲ့သုံးသက်တာမျိုးမဟုတ်ပဲနဲ့ကိုကိုကိုတကယ်ကိုနစ်နစ်နဲနဲကို့မှာမကောင်းတာရှိရင်အော်ဒါတွေငါမှာမကောင်းတာရှိပါလားလို့ကိုရဲ့အထဲတဲ့အထိတေးသေးချာချာလေးကိုကိုကိုမညာတန်းပြန်ပြီးသုံးသက်မှသာလေကိုရဲ့အတွင်းတဲ့အထိတကယ်ကို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 ပြန်ပြီးတေးချာလေးအမှန်ကိုမြင်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကိုရဲ့အထဲတဲ့မှာဘာတွေရှိနေရလဲကိုကဘလို့လူလဲ ကိုဘာတွေကိုဆွဲလန်းနေတယ်ကိုရဲ့ရုပ်ပိုင်းဆိုင်ရာပေါ်ဆွဲလန်းတာလားကိုရဲ့အားတာချက်တွေကိုအရင်ဆွဲလန်းနေရလားကိုကိုကို confidence level ကလိုရာထက်ပိုပြီးမြင့်မားနေရလားဒါမှမဟုတ်ကိုရဲ့ဘယ်ပိုင်းတွေကိုကိုရင်တက်မှတ်မှုမြင့်နေရလဲကိုရဲ့ပိုင်ဆိုင်မှုဘလို့အရာတွေပေါ်မှာကိုဆွဲလန်းမှုမြင့်မားနေရလဲဒီအရာတွေကိုစတင်ပြီးတော့မှကိုကိုကိုတေချာလေး notice ဖြစ်စီချင်ပါတယ်အဲ့လိုမျိုးလေ့လာပြီးသွားတဲ့အခါမှာဘယ်ပိုင်းတွေကိုစပြီးတော့တဖြည်းဖြည်းစိတ်ကလေးလျှော့ပြီးတော့မှ ိုကိုကိုစပြီးတော့တုံသက်ကြည့်မလဲအဲ့ဒီနေရာကနေပြီးတော့မှကိုရဲ့တကိုစားကိုကိုကိုတဖြည်းဖြည်းလျှော့ချနိုင်လာရင်းနဲ့မှကိုရဲ့အိမ်နောက်ဖက်ကိုရဲ့သားသမီးကိုရဲ့မိဘကိုရဲ့ညီကိုမောင်နှမစသဖြင့်ဒီလိုအပိုင်းတွေမှာတဖြည်းဖြည်းလျှော့ချလာနိုင်မှာဖြစ်ပါတယ်။ကျွန်မဒီမှာအဲပကံမျိုးမှာပေါ့နော်ကျွန်မဖရားကြီးဖူးရဲ့အခါမှာကျွန်မ notice အဖြစ်ဆုံးပေါ့နော်အဖြစ်ဆုံးကတော့ကျွန်မအဲဒီနေရာမှာဒီဓမယန်ကြီးဖရားကို သွားရောက်ပြီးတော့ဖူးမြော်တဲ့အခါမှာကျွန်မ narrative မြင်းကြီးကို notice ဖြစ်မိတယ်။အဲအဲ့ခါကျတော့ကျွန်မဒီမှာပေါ့နော်ဒီအစွဲလန်းကြီးမားတဲ့သူတွေကတော့ narrative မြင်းကြီးရဲ့မှာမဟုတ်ပါဘူးပေါ့နော်ဒီ pantra မင်းသမီးဆိုလို့ရှိရင်လည်း immediate အစွဲလန်းကြီးမားတဲ့အထင်းမှာပါတယ်။အဲ့တော့ဒါကတော့နာမည်အနေနဲ့ကျွန်မထုတ်ဖို့ပြောကြပြီးမြေဒီလိုမျိုးအစွဲလန်းကြီးတဲ့သူတွေအနေနဲ့အများကြီးရှိတယ် ိုကိုတိုင်းလေးပဲမမဟုတ်တဲ့အရာလေးပေါ်မှာကျမတို့အငြင်းနဲ့အစွဲလန်းကြီးမားနေတဲ့အရာလေးရှိရယ်ကျမတို့ငယ်ဘွားကမရခဲ့တဲ့အရာလေးတွေအပေါ်မှာအခုတည်းထိစွဲလန်းကြီးမားနေတဲ့အရာလေးအများကြီးရှိရယ်ဒါကြောင့်မို့လို့အဲ့ဒီအစွဲလန်းကြီးမားတဲ့အရာတွေကိုကိုယ့်ရဲ့အထဲထဲထိတေချာထုတ်ဖော်ပြီးတော့မှအဲ့ဒီအရာတွေကိုတဖြည်းဖြည်းချင်းပြန်ပြီးတော့မှလွှတ်ချနိုင်ဖို့စတင်ပြီးတော့မှစူးစမ်းစီခြင်းပါတယ်အခုအချိန်ထိ အာလွှတ်ချလို့မရသေးဘူးခက်ခဲနေတယ်ဒါမှဒါပဲဒါမရှိရင်မဖြစ်ဘူးဆိုတော့အရာတွေကိုတခြားလေးရှာဖွေပြီးတော့မှဖော်ထုတ်စီချင်ပါတယ်ဒါမရှိရင်မဖြစ်ဘူးဒါမရလို့မဖြစ်ဘူးဆိုတော့နေရာမျိုးကနေဒါမရှိလေနေလို့ရပါတယ်ဆိုရင်နေရာမျိုးရောက်တဲ့အထိပေါ့ပေါ့ပါပါနဲ့ဘဝကြီးကိုဘာမှထံပိုးမထားဘဲနဲ့ဖြတ်တန်းသွားစီချင်ပါတယ်အဲ့ဒီရည်ရွယ်ချက်နဲ့ကျွန်မဒီ attachment ဆိုတဲ့အရာလေးကိုအဲ sharing လုပ်ပြီးချင်းဖြစ်ပါတယ်အားလုံးပဲကိုယ့်ရဲ့ဘဝမှာဘာမှ ထမ်းပိုးမထားပဲနဲ့ဘဝကြီးမှာ နေတိုင်းနေတိုင်းအခိုက်တန့်နိုင်ခက်တန့်နိုင်ကိုအေးအေးချမ်းချမ်းပေါ့ပေါ့ပါပါနဲ့ဘဝတစ်ချောင်းလုံးဖြတ်သန်းသွားနိုင်မှုအတွက်ရှိရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါ